င်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အလုပ်ကံမကောင်းသေးဘူးဒါပေမဲ့သိခံရမယ်စိတ်ရှည်ရမယ်ဒါမှအစီအစဉ်ပဲနော်တံမိုးကြီးတော့ပြည်စီအလိမ်ခံရတဲ့တဲ့တောင်းသတိထားပါ မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအထင်မြင်လွဲမှားတာတွေခံရတဲ့ကိစ္စတွေခင်ဗျာ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအဆင်ပြေမယ်။အိမ်ရကြီးကဲတဲ့အကူကြီးကောင်းထောက်ပံ့ကောင်းတွေလည်းရဖို့ရှိတယ်။ဆွေမျိုးသားချင်းစီမှာတရင်ကောင်းတွေကြားတဲ့ကောင်းသောတရင်တွေဖြစ်တဲ့ဒီရှဲအန်ရဲ့အနောက်ရှက်လုံးဝမရှိဘူး။ချစ်သူခင်သူတွေပေါ်လာတဲ့တပတ်တာလို့တွေ့ရတယ်။ အချီအင်းနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီဖြစ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ပဲအပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းညူဆူခြင်းဒါလေးတူရတယ်ကျမကြီးနဲ့ပတ်သက်ရင်ခါအောက်ပိုင်းကျမကြီးညက်တဲ့တဲ့ကိူးစိတ်ပါဒီကြမ်းမှုညင်းကြမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုယ်တည်လောကကင်ရခက်ခဲစီတဲ့အရာလေးတွေ့ရတာမို့လို့စိတ်တက်ကြတယ်။ဘယ်အေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားကောင်းနေ ကံထောက်ပံ့ဖြစ်စီဖို့အတွက်ထီထိုးခြင်းနဲ့ဆိုရင်တော့သုံးရတလုံးထီထိုးကန်ဆန်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဆူဆူဝါမရှိဘူး။ပေါ်မှာငွေကြီးနဲ့ပတ်သက်ပြီးတော့ခက်ခဲကြက်တဲစီတဲ့အရာတော်မှလက်ရွှင်ပဲလက်ပွင့်ပဲမိမိပြောဆိုတဲ့အောင်မြင်စီပဲလို့တွေ့ရတယ်။မိခင်နဲ့တူတော့ အမျိုးသမီးတွေရဲ့အကူအညီထောက်ပံ့ကောင်းရမယ်။နောက် BKC ကနေအကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အဲတော့ကံရဲ့တပတ်တာမှာထောက်ပံ့ကောင်းနေများစွာရရှိစီဖို့အတွက်ဖခင်မှာလွားတို့နှစ်ခွက်လူတန်းချင်းပြင်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံစီပီသွားပေးလူတို့ရပါတယ်ရှင်။မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာတင်းနလာသားသမီးချင်းမိတ်ဆွေရေအလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဒီနေ့လာသားတပည့်ချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစီတဲ့အရာလေးတွေများတက်တယ်။ဒါကြောင့်မို့လို့ချင်းချိန် ပြီးတော့မှလုပ်ကင်မှာဘသူ့ပုံမှာမယုံကြည်ပါနဲ့ဒါလေးကိုသတိပေးချင်ပါတယ်။တန်မိုးကြီးတော့ပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မေးစီပေါင်းတဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရမယ်။ကိုကစီတနာနဲ့ပြောလိုက်တဲ့အရာလေးကကို့အပေါ်မှာအထင်မြင်လွဲမှားတာလေးခံရတဲ့ဒါတို့ကိုယူဆိုင်တော့ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်အဆင်ပြေမယ်အိမ်ကိစ္စနေရာတိုင်းကိစ္စရည်ရွယ်ထားတဲ့ကိစ္စလေးတွေအဆင်ပြေမယ်လို့တွေ့ရတယ်။စေယူသားကြီးစီကကုညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အလိန်ညာခံတက်တဲ့ဂရုစိုက်ပါမိမိကသူ့တစ်ပါးအပေါ်မှာယိုးသားပြင်မယ်ပို့အပေါ်မှာမယိုးသားတာခံရတဲ့သတိထားနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုး ကိုတကယ်နှစ်လိုပဲရှိတဲ့သူနဲ့ကိုကအဆက်အသွယ်မရတော့တာမျိုးဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကျန်းမာရေးညံ့တတ်ပါတယ်။ကျန်းမာရေးညံ့ပြီဆိုရင်လည်းပဲခြေထောက်နဲ့ပတ်သက်တဲ့ယောဂကျန်းမာရေးညံ့တတ်ပါတယ်၊ကုသိုက်ပါနော်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးလုံးဝမရှိဘူး။ရခိုင်ကနေကကျန်းမာရေးညံ့နေတယ်လို့တခြားခြားဖြစ်လာခဲ့တယ်ဆိုရင်တော့ဒီတပတ်တည်းမှာအနာနဲ့ဆေးနဲ့တွေ့သွားမယ်။ဆရာကောင်းသမားကောင်းတွေ့သွားမယ်ဒီလိုလေးမြင်နေပါတော့။ ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းတယ်ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရတယ်ဝေးကြီးလက်လာပါလေရွှင်လန်းမဲ့ပွင့်လန်းမဲ့တပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါကိုနဲ့ရင်းနှီးသောမိတ်ဆွေဒါမှမဟုတ်ကိုနဲ့ရင်းနှီးဝေးသောဆွေမျိုးသားချင်းတွေက နိုင်တည်ကြတဲ့တင်အဲ့တော့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ဒီဘက်တောင်မှစိတ်ပင်ပန်းခြင်းနဲ့ကင်းဝေးမေဝေးကြီးကိစ္စနဲ့အဆင်ပြေမေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လေးပဲတွေ့ကြစီဖို့အတွက်မိမိနေအိမ်ကခင်ဗျားမှာစပယ်ညွှန်ရှင်းညွှန်ပြတန်းပေးပါဒါလေးလူတန်းလိုက်တဲ့အတွေ့အကြုံမလို့မိမိမှာခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်စင်ဖောက်ပြော်ပြီးကောင်းကျိုးချမ်းသာတွေရရှိစေပါမယ်ဖြစ်ပါရှင်မိင်္ဂလာပါရှင်20ရက်10လ 2025မှာ26ရက်ဆယ်လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလောက်ကန်အရန်ကောင်းအလုံးနဲ့ပတ်သက်ပြီးတော့တရင်ကောင်းလေးကြားမိကိုလုံထားတဲ့အလောက်ကနေပြီးတော့အကျိုးမြတ်များစွာရရှိစေမယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ်တပတ်တာလို့တွေ့ရတယ်။တံမိုးကြီးသောပြည်စီဝင်လာဖို့ရှိပါသည်။ရီမန်းတာတာတစ်ခု။နောက်တကယ်ကို ဝင်လာတဲ့အရာလေးရတစ်ခုနေတံမိုးကြီးကြီးတဲ့တံမိုးကြီးရဲ့အရာလေးတံမိုးရှိတဲ့အရာလေးကိုဝင်လာမယ်လို့မြင်နေမိတ်ဆွေကံရန်ကောင်းနေမိတ်ဆွေတွေဆရာသမားတွေဇီယာနေနှုတ်ဤဆောင်ပါခြင်းခွေးဆောင်ပါခြင်းအကြံဉာဏ်ကောင်းပေးခြင်းဒီလိုလေးတွေရတာပေါ့နော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်ရတယ်အိမ်မှာနေလို့စိတ်မရှိဘူးအပြင်ကိုသွားနေရတယ်ဆိုရင်ပျော်ရွှင်နေတယ်အိမ်မှာနေမပျော်ဘူးလို့တွေ့ရတာပေါ့နော် ။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အာယုံနောက်ရမယ်စိတ်ရှိဝရမယ်ဒီလိုလေးတွေ့ရတယ်။ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေရှိတယ်တတိသားပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူကိုစိတ်ကိုစိတ်ဖြတ်သွားတာမျိုးကြုံရတဲ့တဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာတကြက်ကြက်ဆိုတဲ့လိုစကားတွေများတဲ့ခင်။ အေးချမ်းမှုငြင်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တကယ်ဖြစ်ပြီဆိုတော့လည်းကိုယ့်ရဲ့မိသားစုရဲ့အိမ်လူရေးလေးတွေမှာအခက်အခဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုမှမအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ခြင်းတွေဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။ဘာမှဆူဆူဝါပူပန်စရာမရှိပဲနဲ့အမျိုးသမီးကောင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရမယ်လို့တွေ့ရတာပေါ့နော်။ ဲ့တော့ကိုနဲ့ခင်မင်းရင်းနေတဲ့မိတ်ဆွေတကယ်ချင်းအခုရဲ့အထက်လူကြီးမိဘပေါ့နော်မိန်းအမျိုးသမီးတွေပေါ့မိဘတွေရဲ့ကုညီမှုတောက်ပံ့မှုရရှိစေမယ်လို့တွေ့ရပါတယ်အဲ့တော့အင်္ဂါသားသမီးအနေနဲ့တပတ်တောင်ကံတောက်ပံ့ဖြစ်စေဖို့အတွက်မိမိနေငါဘုရားမှာဒေးချင်းနှစ်ခွက်လူတိုင်းချင်းဖြစ်ခဲ့နေတဲ့တပတ်တောင်အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လမှာ26ရက်10လ2025တပတ်တောင် ုတ်တူသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလေရှင်။ပုတ်တူသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးပေါ်တတ်တယ်။အဲ့လိုပေါ်တဲ့အပြောင်းလဲကကိုယ့်အတွက်ကောင်းသောအပြောင်းလဲခြင်းလို့မြင်နေလုပ်ငန်းတွေကိုတူးချဲ့ရတာမျိုးတွေ့ရတယ်။အလုပ်ကံအရန်ကောင်းနေ။တံမိုးကြီးသောပစ္စည်းထွက်တတ်တယ်ဘယ်လိုစိုက်ပါ။ကိုကအသုံးလိုလိုထွက်သွားတာမျိုးမဟုတ်ပဲနဲ့အဖောက်ခံရတာနောက်ပြီးတော့ကပိုင်းနဲ့ခံရတာအလူရဲ့ခံရတာဒီလိုမျိုးနဲ့ထွက်တတ်တယ်ဘယ်လိုစိုက်နော်။ မိတ်ဆွေပေါင်းစပ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့ကိုနဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မေရင်းနှီးတဲ့သူတွေနဲ့လမ်းခွင့်ရတဲ့အစီအဖြစ်တက်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုပူပန်ရတာအိမ်ကိုနောက်ဆန်တင်ရတာဒီလိုကိစ္စရည်ရည်ကြုံရတယ်ရဲအန်ဒီစူးစူးမမရှိဘူးဒါပေမဲ့မိမိဘက်ကမှန်အောင်နေတစ်ချက်ကလေးမလိုက်ပြီဆိုရင်တော့တရားတော်ကြီးဆန်ရမယ့်ကံကိုတော့တွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ အချီးမှာမိမိချစ်သူနဲ့မိမိနဲ့ရည်ရွယ်ထားတဲ့ကိစ္စရက်ကလေးတွေနှောင့်နှေးသွားစေတာဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီမဲ့အိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိဘူး။ဒါပေမဲ့စူးချိုးမရှိဘူးဆိုပေမဲ့အနည်းတိုင်းအစားတောင်ပါရင်မှုကြောင့်ကျမကြီးချူချာတက်တဲ့ကလေးဆိုင်တော့အေးချမ်းချင်းညီချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။မိမိကိုဘလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြီးကန်နဲ့ပတ်သက်ပြီးတော့ကန်ကြမ်းမရက်တတာပြီးတဲ့တပတ်တာလို့တွေ့ရတယ် ီတို့ကန်ဆန်းခြင်းတွေဆိုရင်တော့6တလုံးဒီတို့ကန်ဆန်းလို့ရတယ်ကံအားကောင်းပါတယ်ဝေးကြီးလက်လာပါတယ်ရှင်လန်းလာပဲပွင့်လန်းလာပဲတပတ်တာ ပြုံးတိုင်းဆူတိုင်းကိုဖြစ်နေမဲ့တပတ်တာလို့တွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပေးကြည့်လိုက်တော့မိမိမှာနောက်ဆန်တင်ရမယ်ဆိုတာကမိသားစုဝင်အမတော်၎င်းနောနောအမေတော်၎င်းအဖေတော်၎င်းဒီလိုမျိုးတွေအတွက်နောက်ဆန်တင်စီရမယ်အရာလေးတော့တွေ့ရတယ်။အဲတော့တပတ်တာမှာ ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ခွေးစာများများကြွေးပါယခုလိုခွေးစာကြွေးပြီးတော့ပို့တော်လုပ်လိုက်တာနဲ့မိမိကဲကဲနေတဲ့တပတ်တာအလို့ဆုံးပြည်လည်သွားမင်းလို့သူရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်10လမှ26ရက်10လ2025တပတ်တာဂျာသာပရိသားသမီးချင်းမီဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင် ဆရာသားလေးတောင်းသမီးချင်းမိတ်ဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ပင်ပန်းနေရမယ်အဲ့လိုပင်ပန်းသလောက်အကျိုးမြတ်လေးများစွာရရှိစေမယ်လို့တွေးရတာပေါ့နော်တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါသေးမိတ်ဆွေကရန်ကောင်ပါလေမိတ်ဆွေစင်မိတ်ဆွေပန်းတွေတွေးရမယ်အချိန်ပါပဲအိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိုနောက်ဆက်တင်ရမယ်အကြီးကြီးအတွက်ပူပန်းမယ်ဒီလိုလေးတွေးရတာပေါ့နော်ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြုံရတဲ့တည်း ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းခြင်းအိမ်တော်ကြီးအေးချမ်းသာယာစီမဲ့တပတ်တာပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးအေးချမ်းမှုရင်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အမြဲတမ်းအရာကတိမိမိပဲအကုန်တောင်းဝင်ယူပြီးတော့လုပ်ပေးရတာ၊ကြိုက်ပေးရတာ၊ပြောပေးရတာ၊ဆူပေးရတာဒီလိုလေးရှိရတဲ့ကြောင့်မအေးချမ်းသေးဘူးလို့သိရမှာနော်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ် ။ဒို့ပင်မဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်လာပါပွန်လိုင်းစီမဲ့တပတ်တာ၊ရွှေလိုင်းစီမဲ့တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။အဲ့တော့မိမိကိုအရာခက်သိမ်းမိဆွေကောင်တငယ်ချင်းကောင်ပေါ့နော်ဒီလိုမျိုးတွေရနေပြီးတော့အခုညီထောက်ပံ့ကောင်းလေးများစွာပေးပေးဆိုတဲ့တပတ်တောင်တွေ့ရတယ်။ဒီတော့ကြာသာပြီးတာသမီချင်းမိဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အားလေးပေးခြင်းနဲ့ အဲ့ဒီပေးရမယ့်ရည်ရာလေးကမိမိနေအိမ်ရဲ့အရှိမျက်နှာစာမှာကမ်းပေါ်ပင်ပေါက်ကလေးတစ်ပင်စိုက်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။အင်္ဂလာဝါရှင်20ရက်ဆယ်လမှ26ရက်ဆယ်လ2025တပတ်တာတောက်ကြတာတပိချင်းမိစုရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြတာတပိချင်းမိစုရဲ့အလုပ်ကိုင်ရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အလုပ်မျိုးကို အကြမကြရရှိစေမယ်လို့တွေးရတယ်။ဒါပြင်အယောင်းဝယ်သမားများအနေနဲ့လည်းပဲရှောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီမယ်တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းတွေဝင်လာခွင့်ရှိနေပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်။မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူအလှူတွေလုပ်ရမယ်လို့တောင်းတွေးရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စစီစဉ်ညွှန်ကြားမှုတွေအစီအပြေပဲအိမ်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ချက်တွေအရန်ကောင်းပဲအိမ်ရဲ့ယုံကြည်ခြင်းတွေကိုရရှိစေမယ်။ ဆွေယူသားချင်းနဲ့ပတ်သက်ရင်တော့စိတ်မကောင်းစရာသတင်းတွေကြားတတ်ပါရဲ့ရန်အန်ဒီရဲ့အတိုက်ခံရှိတဲ့သတင်းထားပါနော်ချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူကြီးလူငယ်ပေါ်ခြင်းအလိုလိုတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေအတွက်လည်းမိမိသည်စိတ်ချမ်းသာစရာကြည်ညိုစရာလေးကြုံရပါလိမ့်မယ်။ကျမအင်းနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုရရှိလာမယ်တပတ်တောင်လုပ်ပြရပါလိမ့်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့တတိရဲ့ရှိရဲ့ပါတဲ့နံပါတ်တူထီထိုးကန်ဆန်းပေးပါ။ဝေးကြီးလက်လာပါလေရွှင်လန်းမယ်ဖွင့်လန်းမယ်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံကိုပြီးကြည့်တဲ့အခါစိုးဝါးတဲ့ပူပန်မျိုးမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါများလာမယ်တပတ်တာပါဒီတော့တောက်ကြတာတပိချင်းမိဆွေတွေကံတောက်ပန်ဖြစ်စီတဲ့ရေရီယာကောင်းလေးရကြတော့ဈေးဒီတစုကိုသွားပါသွားပြီးတော့ရွှေရောင် ရွှေထီးပေါ့နော်ရွှေရောင်ထီးလေးထီးအသေးလေးတွေဆယ်လက်လူတိုင်းချင်းပြင်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာစလီသားသမီးချင်းမီဆိုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စနေသားတပိချိမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေလောကကံရတာမတွေ့ကြတာမျိုးလေးကြောင့်ဝတ်တက်ပါတယ်။တန်မိုးကြီးသောပစ္စည်းတွေ ထွက်တဲ့ထွက်တဲ့ပါလေထွက်ဖို့လည်းရှိနေပါသေးတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့ညဉ့်ညင်စရာလေးတွေအပြစ်မြင်တာလေးခံတတဲ့သတိထားပါနော်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စအရန်ကောင်းတွေစီစဉ်ကြွချမှုလည်းအဆင်ပြေပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာကောင်းရှုပ်စရာတွေကြုံရတတ်ပါလိမ့်။ရှင်အန်ဒီရဲ့တိုက်ခိုက်များတဲ့သတိထားပါနော်။ချင်းနဲ့ပတ်သက်ပြီးတော့ ချစ်သူကမိမိကိုစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးမှာလမ်းခွဲရတဲ့အစီအစဉ်အိမ်တော်ကြီးပြဿနာလေးကြုံရတဲ့ပါလေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တရှောင်ရှောင်ဖြစ်တဲ့ပါလေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိဒီအမြင်လိုလိုစိတ်ယူစည်းကမ်းတွေပြပြီးတော့ဝေကုန်စေတဲ့ပါလေကံနဲ့ပတ်သက်ပြီးတော့ကံအားအရန်ကောင်းနေထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ခလုံးထီထိုးကန်ဆယ်လို့ရပါတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့တက်တက်မှငွေစုလို့မရဘူး တန်ဖိုးကြီးတော့ပစ္စည်းတခုခုဆိုတာစုလို့ရတယ်အဖက်လည်းတင်မယ်နော်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဂျုံကိုပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဘလောက်ပဲအကောင်းဆုံးနေဖန်တီးပြီးအဲ့လိုဖန်တီးပေးပေမဲ့လည်းအကောင်းအပြောမခံရတာမျိုးလေးဂျုံကတပါးရင်းဒါကြောင့်ကံထောက်ပံ့ရစီဖို့အတွက်တပတ်တာမှာလိမ္မောအချူရီ၃ခွက်ခရီးမှလူတိုင်းချင်းပြမိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်